ဒီနေ့ကတော့ယောဂဲတက္ကသိုလ်တခုမှတင်နန်းသားတက်ခေါ်ယူရနေလေးဖြစ်ပါတယ်။ယောဂဲတင်နန်းဆိုတဲ့အတိုင်းပဲတင်နန်းသားတွေကိုအသေးချေမောင်းလေးရှိပြီးအစာတောက်တွေကိုလည်းကြောင်စားလောက်နီးနီးပဲကျွေးတယ်။တန်ချောင်းဆိုတဲ့ကောင်လေးကတော့တင်နန်းကကျွေးတဲ့အစာတောက်တွေကနေလို့သိမမွားနေသူပါ။ဒါကြောင့်ကျဲဦးချောင်းသိမကြိုက်တဲ့လေးလုံးစီကနေကျဲဦးချောင်းနေခုံစင်ဖြစ်လိုက်ပြီးဒီလိုနဲ့တင်နန်းမောင်များစားကိုတင်ကြပြီးရဲ့နောက်မှာတော့နောက်ဆုံးကြက်ခိုင်မှုစစ်ဆေးချက်ပြတောင်းတက်ရတော့မှဖြစ်ပါတယ်။တတ်မှတ်ထားတဲ့တောင်တစ်ခုကိုတနာရီအတွင်းတက်ဆင်းလုံးနိုင်ရမှဖြစ်ပြီးတော့အချိန်မီရောက်တဲ့လူတွေကိုသာတက္ကသိုလ်ဆက်တောက်ခင်းပြုမှဖြစ်ပါတယ်။ဒီလိုတင်နန်းသားတွေကလည်းအကျုံးမှတက်ပြတက်ခဲ့ကြပြီးတနေ့အရောက်မှာတော့လေးလုံးတစ်ယောက်ချက်တော့အဆစ်လွဲသွားတယ်။ ီလာရင်ကုလားရှိသိဖြစ်ချန်တဲ့လေလုံးကလည်းအော်ဟဲအကူကြီးတောင်းချေပေမဲ့ဘယ်သူကမှမကူညီခဲ့ပါဘူး။အဲ့ချိန်မှာသူကြက်ကိုကြောင်ချွေးခဲ့ဘူးတဲ့တန်ချောင်းကလေလုံးကိုပခုံးပေါ်ထမ်းပြီးတော့တည်သွားပြီးဘူးလို့ထင်။လူတစ်ယောက်လုံးကိုထမ်းသွားရတာဆိုတော့တန်ချောင်းနဲ့အချိန်မီရအောင်မသွားနိုင်ခဲ့ပါဘူး။ဒါပေမဲ့လေကူကြီးရိုင်းမင်းတက်ချာရဲ့တန်ချောင်းတို့ရဲ့ဖိတက်လေးကြောင့်တန်ချောင်းကလည်းတန်ချောင်းတို့ကိုအော်တိုအောင်ပေးလိုက်ပြီ။ ဒီနောက်ဝင်မကူညီတဲ့ကောင်းလေးကိုလည်းကွင်းကိုဆက်ပတ်လောက်ပတ်ပြေးခိုင်းတယ်။ဒီလိုနေမဲ့တန်ချောင်းနဲ့လီလုံးတို့လည်းဗော်ဒါတွေပြစ်သားချပေးတက်ကတော့တလာတာတနည်းကြော်တော်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ကျအတန်းပေါင်းချက်ကြီးဆိုသူကသူဆော်ရသွားပြီးဖြစ်ကြောင်းလာကြတယ်။ဒါဟုတ်အရန်နေအားကြံသွားတဲ့တန်ချောင်းတို့ကလည်းချက်ကြီးဘလို့ဆော်ရသွားတာလဲဆိုတာသိကျင်လာကြတယ်။တန်ချောင်းတို့လည်းနှပန်လေးနေနေပပချင်းပြီးမေးလဲမှမြို့တွေကကလတ်တစ်ခုမှရရှိလာမှန်းသိရတယ်။ လတ်တပူပတ်စံမရှိကြပေမဲ့အရန်တွေကလည်းဖြစ်နေပြီးမို့လို့ရှိသမျှလေးတွေပေါင်နဲ့ရောင်းချပြီးသွားဖို့ပြင်ဆင်လိုက်ကြတယ်။ဒါပေမဲ့လည်းတညောင်းတို့မှရှိတဲ့ fashion တွေကတိတ်မလန်းလို့ချက်ကြီးစီကနေပဲသွားငါရပြန်တယ်။ဆရာစီလက်ခွန်တရတိုင်ပြီးပြီဆိုတော့တညောင်းတို့နေရာဘတ်စကားကြီးစီပြီးမြို့ထဲကိုထွက်ကလာခဲ့ကြတယ်။ဒါကမှကလတ်မရဘူးတဲ့ဗိုလ်ရနကောင်နဲ့တော်သားမြတ်တက်တယ်လို့မမြင်ဘူးတဲ့မြင်ရပြီးမြောင်းအောင်သေးရတယ်လို့ပြောရှင်ခဲ့ရတယ်။ တွေ့တဲ့စော်လေးတွေကိုလည်းရှေ့ကြည့်ပြင်မဲ့ယုတ်ကြည်ရတဲ့တထမှန်သီးတာနေလို့ဘယ်သူကမှပြန်မချိုက်ရှင်ကြပါဘူး။ဒါပေမဲ့လေလုံးကတော့စော်လေးတယောက်နဲ့အဆင်ပြေမလို့ရှိခဲ့ပေမဲ့ခဏအကြာမှာပဲသူပဲကြီးပြန်လာခေါ်သွားပြီ။နေရာလုံးစော်လေးရမလာဘူးဆိုတော့နောက်ဆုံးပုံဆိုင်ကိုပဲချီတက်လိုက်ကြတယ်။ဒီလိုနဲ့ပုံဆိုင်ကအပြန်ကျဗောရားနှကောင်သားချစ်စရာကောင်းတဲ့ကောင်မလေးတယောက်ကိုယုတ်တရက်တွေ့လိုက်ရတယ်။အကြောင်းနေရာသားဖုန်းနံပါတ်လိုက်တောင်းဖို့အငင်းပွားနေတော့မှပဲကောင်မလေးကိုကားတစ်စီးကပြန်ပေးဆဲသွားပြီ။အညာတို့လည်းကဏ္ဍပေးလိုက်ကြည့်ပေမဲ့မမီလို့ရဲစခန်းသွားတိုင်မှုလုပ်တယ်။ရဲစခန်းသွားပြီးအကျိုးချမ်းပြပြပေးမယ်လဲရဲတွေကဒီအမှုကိုဦးစားမပေးနိုင်သေးပါဘူး။အကြောင်းကတော့အထက်လူကြီးတွေကတောက်ဆုံးသွားတဲ့ ခင်ကြီးတဦးရဲ့မြည်လေးကိုမြ мян ရှာပေးဖို့အမိတ်ပေးထားလိုပါဒီတော့တညောင်းနဲ့လေလုံးတို့လည်းဒီကိစ္စကိုသူတို့ကိုယ်တိုင်ပဲတတ်တလောက်မတလောက်လေးဖြစ်ရှင်းဖို့ဆုံးဖြတ်လိုက်ကြပြီအရင်ဆုံးအခင်ပြက်ပွားရအနီယာကိုပြန်သားကြည့်တော့ကမာလေးကြားခဲ့တဲ့အထုပ်ကိုတွေ့ပြီးအထဲမှာလည်းတော့ပုတ်ကြီးလေးပါလာတယ်ဒီတော့လေလုံးကဒီတော့ပုတ်ကြီးပဲဆိုင်ခါရတယ်ဆိုတာသိရင်အဖြစ်ပေါ်ပြီးဆိုပြီးတော့တော့ပုတ်ကြီးဆိုင်ထဲတိုင်မိတဆိုင်လိုက်မေးကြည့်တယ်နောက်ဆုံးအန်တီကြီးတဦးရဲ့ဆိုင်ရောက်မှကမာလေးကသူဆိုင်ဘီနာကမဆက်မအလုံးလုံးနေကြောင်းသိရှိလိုက်ရတယ်ဒီမှာဆက်အားတရားမဝင်လုပ်ငန်းပြင်းနေကြတဲ့တညောင်းတို့လည်းမိသွားရင်ကြောင်းထုတ်ခံရရောမှာပါ ဒါကြောင့်တန်ချောင်းကအပြင်ကနေစောင်းမီလီလုံးကအထဲမှဝင်ရောက်ဆုံသန်းကြည့်တယ်။ဒေလုံးနဲ့အထဲမှစော်လေးတယောက်ယောက်လာတော့မမေးခင်ခဏလောက်စင်ယူလိုက်ပါပဲ။ ဒီလုံးစေကျုံနေနေတော့မှပဲမှာဆက်ကိုပရင်းချိန်မဲ့ကုလားရှိတွေကလည်းရောက်ရှိလာခဲ့ပါတယ်။အဲကြောင့်ဒီလုံးလည်းကုလားရှိတွေကိုအော်ဆဲလိုက်ပြီးသူစီရလာအောင်များခေါ်ကြည့်တယ်။ဒါကြောင့်ဘီဂျူအောင်ပြင်းနေရတော့ဒီလုံးကလည်းကမာလေးရဲ့အကြောင်းလေးသိရှိလာခဲ့ပါပြီ။တကယ်တော့ပြန်ပြီးစစ်ခန်းလိုက်ရတဲ့ကမာလေးရအသက်18နှစ်တာရှိနေသေးပြီးတော့အိမ်မော်ကဆင်းလာခဲ့တာဖြစ်ပါတယ်။သူနေတဲ့နေရာမှာလည်းသူ့လိုပဲတကောင်ချော့တီးစုနေခဲ့တာပါ။ဒါကြောင့်လို့လည်းကုညီပြားစီဆိုပြီးအိမ်သွားမိလိုက်တာအိမ်ထဲကကောင်လေးတယောက်ကလည်းတရေတပတ်မြင်သလိုပါထွက်ပြေးသွားတယ်။ဒီတော့ဒါကြောင့်လို့လည်းနည်းနည်းပပပညာပြီးလိုက်မှကောင်လေးရပြန်ပြီးဆွေးရမှကျန်ရပါဖြစ်နေကြမှသိရှိလိုက်ရတယ်။အဲနောက်ကျန်ရမှကောင်ရဲ့ဖုန်းကိုလည်းတင်ထားလ ာပြီးပြန်မေးသမားတွေရှိရလိမ့်စာကိုလည်းရရှိလိုက်ပြီ။အညာနဲ့နေလုံးနဲ့လည်းလိမ့်စာအတိုင်းတစီငါပြီးတော့ထလာကြည့်လိုက်တယ်။ဒီလုံးကလည်းလိုက်ရှာမဲသူမရှိတဲ့တကောင်ကျွက်ကောင်မလေးကိုကျူတင်စီစဉ်ပြီးပြန်မေးဆွဲရဖြစ်နိုင်မယ်လို့ယုံမိသွားပါတယ်။တစီသမားကလည်းသူတို့တော်မဲနေရလူမိုက်တွေနေတဲ့နေရာဖြစ်ပြီးဓာတ်ထုတ်လုံပတ်ဆက်ကြောင်လည်းကျူတင်သတိပေးလိုက်ပြီ။အညာနဲ့လည်းလူမိုက်လူလူရှူချိုင်လူလူကောင်နဲ့ထိုင်နေတဲ့ဆိုင်ထဲကိုဝင်ပြီးကြံရပါရဲ့ဖုန်းထဲကနေဖုန်းခေါ်ကြည့်လိုက်တယ်။ချီကလူမိုက်တွေရဲ့ဖုန်းကိုဝင်သွားတာကြောင့်ဒီကောင်နေပဲဆိုတာတအက်သိလိုက်ပြီ။ ကန်စိုးချန်နယ်လူမိုင်းကလည်းဖုံးပြန်ခေါ်လိုက်တာကြောင့်ရိန်းနှုံးသံကြီးထားမိလာပြီးတ냥တို့လည်းလူမိုင်းတင်တန်းထားရိုက်ကုန်ကြရတယ်။ကန်ကောင်းချန်နယ်လူမိုင်းတီကမူကလည်းမူဒူကလည်းချောင်းနေတော့တ냥တို့ပဲအနိုင်ရရှိသွားပါပြီ။အဒီနောက်ဖင်ခွန်ထွန်းနဲ့ထွန်းရဲ့ဆစ်ဆေးမြမြမီကောင်မလေးရှိရဲ့နေရာကိုလိုက်ပို့ခိုင်းတယ်။တ냥တို့လည်းဟိုရောက်မှပြန်ပြီးဆွဲခံထားရတာဟာကောင်မလေးရဲ့အများကြီးဖြစ်နေကြောင်းသိရှိလိုက်ရတယ်။ဒါကြောင့်တ냥လည်းအချိန်နဲ့တော်တော်ဆုံးနေတဲ့ကောင်မလေးတယောက်ကိုဖေယွန်ပေါ်ရင်ရဲတိုင်မှုဆုံးဖြတ်လိုက်ပြီ။ဒါပေမဲ့လည်းကောင်းဆောင်အပါဝင်လူမိုင်းတို့ကလည်းအပေါဝါမှာအုတ်လိုက်ကြီးရောက်ရှိနေပါတယ်။တ냥နဲ့လေးလုံးတို့ကလည်းစုံကြီးတွေဖုံးပြီးလဲရပြီးပြန်လို့လာတော့အခန်းတစ်ခုထဲမှာတွဲလောင်းကြီးဖြစ်နေရတယ်။ ကငေါစာနေပဲလေးလုံးကညာနာအာမတာလုံးမီတညောင်းကကာယအာမတာလုံးတလန်းကြီးကနေပဲလွမြောက်လာခဲ့။လူမိုက်ဒီလည်းအပြွန်လိုက်ကြီးအိမ်ဒီတော့တညောင်းတို့လည်းတိတ်တိတ်လေးထွက်ပြေးမလို့ပါ။ဒါပေမဲ့နာယီကနေအလန်းနေထားမိလာလို့လူမိုက်ဒီလည်းနိုးလာပြီးပြချူအောင်ထွက်ပြေးလိုက်ရပြီ။လူမိုက်ဒီကနေပါလဲပေမဲ့တညောင်းတို့ကရဲစခန်းတစ်ခုကိုရရှိသွားလို့လူမိုက်ဒီလည်းလက်လျှော့လိုက်ရတယ်။တညောင်းတို့လည်းရဲစခန်းမှာအမှုပွင့်ပွင့်လို့ပေမဲ့မှတ်ပေါင်းနေတာမပါလို့ဆိုပြီးဖွင့်လို့မရပြန်ပါဘူး။ဒါပြန်တော့အရေးကြီးနေတာအမှုပွင့်မဖွင့်လို့ဆိုပြီးရေကိုပုစုပတ်စက်တီဆိုင်လိုက်လို့လက်ထိုင်တဲ့ပါညာသွားခဲ့ရတယ်။မနဲ့မိုးလင်းလို့သူတို့ဆရာရောက်လာမှပဲလူမြောက်ခွင့်ပြန်လဲရရှိသွားတယ်။ တညာနုလေလူမရောက်ကဘက်ကနေရရှိတဲ့ certificate တခုကိုဆရာကိုပြန်ပြကြည့်ရတယ် ဆရာကလည်းဒါဟာအမျိုးသမီးတွေမျိုးအကောင်းဆုံးတဲ့ခြေပိတ်ကြောင့်ပြန်လဲရှင်းပြတယ်။ဒီတော့ပြန်ပေးသမားတွေဟာမိန်းကလေးတွေကိုပြန်ပေးဆွဲပြီးမြုံနေတဲ့လင်မယားတွေတက်မျိုးဦးရောင်းစားနေတယ်လို့ကောက်ချက်ချလိုက်ပါပြီ။အရင်တော့ဆရာသမားကိုယ်တိုင်ဦးစားမိလူမိုက်တွေရဲ့နေရာကိုတာကြည့်တော့ကမာလေးတွေမရှိကြတော့ပါဘူး။နေရာကျွရှိထားလိုက်ကြပြီဖြစ်တာကြောင့်လူလန်းကလည်းသူမမင်းနေတဲ့ကာနမန်နဲ့စစ်စည်းခိုင်းမှုလုပ်တယ်။ကာနမန်ကလည်းအတူကြီးဖြစ်နေတော့ဆရာကလည်းဒီမှုကိုအထက်ကိုလဲပေးလိုက်ရတော့မယ်လို့ဆိုတယ်။ဒါပေမဲ့အထက်ကိုလဲပေးရင်ထုံးစားတိုင်းတလားလောက်တောင်နေနေဦးမှာဖြစ်ပါ။ဆရာကလည်းသူတို့တနေနာမမမရှိတော့ဘူးဆိုပြီးတညောင်တို့ကိုကြောင်းမဲ့ပြန်ခေါ်လာလိုက်ရတယ်။တညောင်တို့ဒီမှုတဲ့စဉ်းညင်းနေတော့မှပဲချက်ကြီး ီရောက်ရှိလာပြီးသူတို့ရဲ့ဆီယမန်တယောက်က CCTV ဌာနမှာတာဝန်ချနေကြောင်းလာပြောသွားတယ်။ခါကြောင့်တညာတို့ကလည်းဆီယမန်ကိုပဲဖုန်းဆက်ပြီးနဘူးနဆာလန်လောက်ကြည့်ကြတယ်။ဆီယမန်ကလည်းသူချာကြည့်ပေးမယ်ဆိုတော့တညာတို့လည်းထိပေါက်တလူပါပျော်ရှင်သွားကြပြီးလက်နက်တွေမှလက်နက်တွေလာကုထုတ်ကြတယ်။အဒီနောနေရတာအပြင်းထန်နေလေးကျင်ခဲ့ကြပြီးဒီရင်မှုပြက်လက်အရန်ကိုစိတ်အားတွေထပ်တန်နေပါပြီ။အဲ့ဒီအချိန်မှာပဲဆီယမန်စီကနေဖုန်းဝင်လာပြီးပြန်ပြီးသမားရီရဲ့ကားဟာမြို့ပွားစီကတခုခုအဝင်ထွက်ရှိနေကြောင်းပြောပြရတယ်။ အေလုံကလည်းပြက်ကလေးနဲ့တခြားတော့ကြပြီးပြမေးသမားတွေသွားမယ်ဒီမှာအဖင်နဲ့သွားဆောင်နေလိုက်တယ်။အဲနာလူမိုက်ကောင်းဆောင်အပေါ်ရောက်နေတော့ကပခင်ကကောင်းလေးကိုအလေးဝင်ဆော်ကြရတယ်။လက်နက်ပြေကျုံနေဆိုတော့အရင်ထက်လည်းပိုတီးနိုင်ငယ်ပြီးတညာကလည်းလျုံရည်ပိုင်မဆိုးအလွန်အားကိုးရပါတယ်။နေရာသားလူမိုက်တွေကိုအမသိနိုင်ငယ်ပြီးဝမ်းသာနေတော့မှပဲလူမိုက်ကောင်းဆောင်ကမျက်ခွက်ကိုဝင်ထိုးသွားပြီ။လူမိုက်ကောင်းဆောင်ဆိုတော့လည်းနေရာဝိုင်းထီကြတော့တညာတို့ပဲရှက်ကျုံနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းသားဟာမင်းသားဖြစ်တာကြောင့်နောက်ဆုံးမှလူမိုက်ကြီးကိုလက်ထိပ်တီးရောခြေထိပ်တီးပါခပ်ပြစ်နိုင်ခဲ့ပါတယ်။ အဒီနောမျိုးဦးရီထုတ်ယူဖို့လုံနေတဲ့ဆရာဝန်ကိုမှတခွက်ဝင်ထူလဲကြပြီးကမာလေးတွေကိုဝင်ရောက်ကယ်ဆယ်လိုက်ပြီ။ဒါပေမဲ့ကမာလေးတွေအများကြီးကယ်ဖို့မနိုင်တာကြောင့်တညာတို့လက်ဆရာဖြစ်သူစီကိုဖုံးဆက်ပြီးကူညီတောင်းလိုက်ရတယ်။ဒီလိုနဲ့ပဲတညာနဲ့လေလုံးတို့လက်ကမာလေးတွေအလုံးကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်နက်ခုတ်တော်မှုနဲ့စီကံချုပ်ပါမှုများဆိုတဲ့တညာတို့လက်ချောင်းတို့ခံရဖို့ပါရှိနေပါပြီ။နောက်ဆုံးမှာတော့တညာနဲ့လေလုံးတို့ဟာစီကံချုပ်ပါပေမဲ့လည်းရေဆောင်တတိနဲ့ပြည်စုံလုံးလာကြောင်းကြောင့်တနေ့နားဖို့ပဲဆုံးဖြတ်လိုက်ရင်ဇလန်းလေးပဲပြီးဆုံးသွားခဲ့ပါတယ်။အောင်ထိုင်တဲ့အသက်ပါများစွာကိုကယ်ဆယ်နိုင်ခဲ့ပေမဲ့လည်းကြောင်းတနေ့ပါနားလိုက်ရတဲ့စကားလေးပဲဖြစ်ပါတယ်။အားကြောင့်မလို့ကျေးဇူးမတင်ဖင်လန်ပြဆိုတဲ့စကားပုံလေးပေါ်ပေါက်လာရ ားခြင်းဖြစ်ပါတယ်ယေရှုတင်ပါတယ်